ஆளுமை மிங்களவா ကျွန်တော်တို့ football and life ရဲ့ကျွန်တော်တို့အပြောင်းအရွှေ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုံမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။အဲ့တော့ဒါကျွန်တော်တို့လက်ရှိဒါနောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေမှာမာတာကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ discussion လည်းဖြစ်တယ်အပြောင်းအရွှေ့အကြောင်းလေးလည်းနည်းနည်းလေးပြောရင်းတယ်။ဒီညကိုတော့ဒါ Liverpool ရဲ့ဒါအပြောင်းအရွှေ့အကြောင်းလေးခင်ဗျားတို့ကျွန်တော်နည်းနည်းလေးဆွေးနွေးခြင်းနဲ့ Liverpool အသင်းရဲ့အပြောင်းအရွှေ့အကြောင်းပြောမယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်ပထမဦးဆုံးပြောရမယ်မိကွန်းက Liverpool ရဲ့လက်ရှိအပြောင်းအရွှေ့ကပြီးဆုံးသွားပြီလား။အဲ့တော့ Liverpool အနေနဲ့ဒီနေ့ဒါကျွန်တော် တို့ညရာဒီပြောင်းရွှေမှာပြိတ်သက်တွေထင်ထားတဲ့အများကြီးအလုပ်လုပ်ခဲ့လို့ပြိတ်သက်တွေထင်ထားတဲ့ breaking the bank ကိုလည်းအများကြီးလုပ်ပြခဲ့တာကိုတွေ့ရမယ်ဒါပေမဲ့ပြိတ်သက်တွေဆိုတဲ့သဘောတရားတိုင်းတလက်ရှိမှာဒါတက်ဆိုရင်နှစ်ပူလိုချင်တယ်နှစ်ဆိုရင်သုံးပူလိုချင်တယ်သုံးဆိုရင်တော့လေးလိုချင်တယ်အဲ့တော့ပြိတ်သက်တွေနေတဲ့အခုလက်ရှိမှာဒါကျွန်တော်မနစ်ကဗီဒီယိုမှာတော့ကျွန်တော် here we go ပြောခဲ့တဲ့ဗီဒီယိုမှာတော့ liverpool အသင်းတွေနေဒါကျွန်တော်တို့အပြောင်းအရွှေ့များပြီးသွားပြီလားဆိုတဲ့သဘောမှာဒါတချို့ပြိတ်သက်တွေနေတဲ့ liverpool အသင်းတွေဒါကျွန်တော်လက်ရှိအနေထားရပါတော့ ကစားသမားကြီးဆက်ပြီးတော့ခေါ်အုံးမလားဆိုတဲ့မိကွန်းတစ်ခုကျွန်တော်မေးရမယ်ဒီမှာပါအဲ့တော့ဒါကျွန်တော်တို့ပြောရင်ဒါလက်ရှိအနေထားရလွယ်တယ်ဆိုပေမဲ့တကယ်တမ်းအလုပ်လုပ်နေတဲ့ Liverpool အတွက်တော်တော်လေးကိုဒါကျွန်တော်ပြန်ပြီး walk out ပြန်လုပ်အောင်မယ်။လက်ရှိမှာ Liverpool တင်းနေတာ PSA ရဲ့ဒါ value ရပေါ့လက်ရှိနာ FFP တို့ PSA ရဲ့ value ရကျွန်တော်သိတဲ့လောက်ကဒီနှစ်နွေရာသီမတိုင်ခင်မှာပေါင်တန်းကိုရာနဲ့ချီသုံးလို့ရခဲ့။ဒါပေမဲ့လက်ရှိအနေထားပြီးလက်ရှိမှာ Liverpool တင်းကစားသမားအယောက်မှာအခုလက်ရှိမှာပေါ့နော် Kyle Gallagher နဲ့အခုလက်ရှိဒါကျွန်တော်အဲ Gallagher ရဲ့ရှင်းနာမည်ပြောတာမှိုင်းလဲခွတ်လို့ပေါ့နော်အဲ့တော့ဒါ ကာလေဟာနေ့ဒါကျွန်တော်လက်ရှိ ခန်းစစ်နေရာမှာခွန်စာကလည်းအခုလက်ရှိထွက်တော့မှာဖြစ်တဲ့ကြောင့်ဒီခန်းစစ်ကစားသမားရဲ့တိုက်စစ်ကစားသမားကိုကိုသမားအဲ့ပေါ့အခုလက်ရှိမှာတကယ်ဒါ transfer real time ရပြောမှာဆိုတော့ Kelleher ရဲ့16တန်းအပြောင်းရွှေ့ကလွင်း Liverpool အသင်းနဲ့ဒါလက်ရှိမှာအဝင်မရှိတဲ့ကြောင့်တကယ်နဲ့ PSR အနေနဲ့ပြန်ကြည့်မယ်ဆိုရင် Liverpool အသင်းနဲ့ငွေတွေကိုအရန်ကြီးတုံးလို့မရတဲ့အခြေအနေတွေကိုနည်းနည်းလေးရောက်လာခဲ့ပြီလက်ရှိမှာဒါ Florian Rich ရဲ့အပြောင်းရွှေ့တဲ့ Liverpool အသင်းနဲ့ဒါပေါင်တန်း126ဒန်း Euro 135ဒန်းသုံးပြုခဲ့ပြီးတော့ Frame Pound အတွက်အခုလက်ရှိမှာဒါ Euro 35ဒန်းနဲ့40ကြာဒါကျွန်တော် Crack Caster ဒါကျွန်တော် ောင်တန်း40အဲ့တော့ပောင်နဲ့ပဲတွေ့အောင်ပောင်116တန်းဒါကျွန်တော်ကရာကက်ပောင်156တန်းဒါကျွန်တော်လက်ရှိ floor frame ပောင်နဲ့ပောင်မယ်ဆိုတော့ဒါပောင်တန်း200 DD ကို Liverpool တင်းနဲ့ပြောင်းရွှေ့မှာတုံးခဲ့တယ်ဒီမှာပါအဲ့တော့ Liverpool တင်းပောင်ရွှေ့မှာပောင်200တန်း200တုံးခဲ့တဲ့အနေထားကြောင့်လက်ရှိမှာ PSR ကနောက်ဆုံးဖတ်မိတဲ့သတင်းက Liverpool ကနောက်ထပ်ဒါ25တန်းနဲ့30ကြာပဲတုံးလို့ရတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့နေ့လယ်ကမှရှင်းပြခဲ့တဲ့ installment နဲ့ကျွန်တော်ဒါပထမတော်တော်လေးကိုစိတ်ဝင်စား installment အနေနဲ့ကိုဒီ35ဆိုတဲ့ဥစားမှာဒါ2ရောက်တော့ဝယ်လို့ရမှာဒါပေမဲ့ လက်ရှိမှာ installment ဆိုတာအသင်းရဲ့ budget ထဲကပုံစံမျိုးသာတွက်ခဲ့ပြီးလက်ရှိဒါကျွန်တော် PSR အနေနဲ့အငွေခမန်က60ကုဒါ60အနေနဲ့ပဲသူတို့နေတက်မှတ်ပြီးခမန်က installment လေးနဲ့ပဲလို့9နဲ့ပဲသူတို့နေ game ဆိုင်ဥမာဒါ2020နောက် DDR ဒီမှာခမန်က60တန်းဝင်60အနေနဲ့ပဲသူတို့နေနှုတ်သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပြောရမယ်ဆို Liverpool တင်းနဲ့ခုလက်ရှိလူဝယ်မယ်ဆိုရင်တော့သူတို့နေတော်တော်လေးကိုအခြေအနေကြည့်ပြီးတော့အရင်ဆုံးလူပြန်ရောင်းရတော့မယ်အနေထားတစ်ခု Liverpool လောက်ရတော့မယ်ကျွန်တော်အနေနဲ့မြင်နေအဲ့လက်ရှိအဲ့ဒါကြောင့်မို့ Liverpool တင်းနဲ့ခုလကျွန်တော်တို့ မီလိုကရာကက်စ်ရဲ့အပြောင်းရွှေ့ပြီးရင်တော့လီဗာပူးအသင်းနဲ့ကစားသမားအယောင်ကို focus လုပ်နေတယ်လို့မြင်တယ်။တီးတတာပဲအခုလက်ရှိမှာဒါဂျယ်ရက်ခွန်ဆာရဲ့အယောင်ကိုလီဗာပူးအသင်းနဲ့ရှင်ဟုံမြင့်လှုပ်ဆောင်နေပြီးတော့ဒါဒါဝင်နူးနက်စ်ရဲ့အပြောင်းရွှေ့တော့လေလီဗာပူးအသင်းကရှင်ဟုံမြင့်လှုပ်ဆောင်ပြီးနေတာကိုတွေ့ရမယ်။အဲ့တော့တချို့သောဒရင်းနေရလက်ရှိမှာဒါအလက်ဇန္ဒားအီဆက်မာဂါယီဆိုတဲ့နာမည်တွေကိုကျွန်တော်တွေ့နေရတဲ့မှာပါတယ်။ဒီလက်ရှိဒီအပြောင်းရွှေ့တွေကတကယ်ကို tier 1 journalist တွေရဲ့အပြောပုံရဆိုဘယ်လောက်ထိ viable ဖြစ်လဲဘယ်လောက်ထိဖြစ်နိုင်လဲကျွန်တော်ဒါ detail breakdown လုပ်အောင်။အဲ့တော့ လက်ရှိမှာတော့ကျွန်တော်မနေ့ကကိုတရကျွန်တော်ရဲ့ comment အောက်မှာလုပ်တယ်လက်ရှိမှာ Liverpool တင်းကလူချိုကိုသာရောင်းခဲ့မယ်ဆိုရင်တော့ဒီနေရာမှာဒါကစားသမားတယောက်ပြန်လေပြီးဖြစ်တင်းနိုင်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုဒါကျွန်တော်သူ့ကိုသူ့ကကျွန်တော်ပြောခဲ့ဒါပေမဲ့လက်ရှိမှာဒါ Liverpool တင်းနဲ့အခုလက်ရှိမှာလူချိုဒါကျွန်တော် DS ပေါ့နော်ဒါ Luis Diaz ကိုရောင်းချဖို့အနေထားဘယ်လောက်ထိဖြစ်နိုင်လဲကျွန်တော်ရဲ့ personal အမြင်ကအခုလက်ရှိဒါ ဟိုဘိုက်ကအဝတ်ရဲ့အလုပ်လုပ်ပုံရဆိုရင်တော့လူချိုတို့အနေနဲ့ရောက်မှာမဟုတ်ဘူးဆိုတော့လက်ရှိ market ထဲမှာပြန်ကြည့်အောင် left wing market ကြီးကိုပြန်ကြည့်အောင်အခုလက်ရှိမှာ Louis CS ကို Liverpool အသင်းရောင်းပြီးရင်ဘယ်သူ့ကိုပြန်ဝဲမှာလဲကျွန်တော်အနေနဲ့အခုလက်ရှိဒါ market ထဲမှာ left wing ကောင်းကောင်းတကယ်ရောင်းမယ်ဆိုရင်တော့ကောင်းကောင်းဆိုလို့ Rafael Leao ပဲရှိတယ်ဒါပေမဲ့လက်ရှိ Rafael Leao ကဒါကျွန်တော်လက်ရှိ Liverpool အသင်းရဲ့ profile နဲ့ကိုက်ညီလာ Leao ဆိုတော့ကျွန်တော်ပြောမှာဆိုတော့ market ရဲ့ဒါကျွန်တော်တို့ market ပုံစံမျိုးခဏမိထားတယ်။ market ပဲခဏမိထားတယ်။လက်ရှိသူ့ရဲ့ attitude သူ့ပုံစံမျိုးပြောချင်တာဗျာ။ လီဗာပူးပရိသတ်တွေအနေနဲ့ခုလက်ရှိမှာရက်ရှ်ဖို့ကိုကြိုက်လာအကျွန်တော်လိုမျိုးမေးကြပါဘောနော်ရက်ရှ်ဖို့ကိုကြိုက်ဆိုတော့ခုလက်ရှိရက်ရှ်ကိုရက်ရှ်ဖို့ကိုအသက်ကစားတဲ့ပုံပုံစံမျိုးပြောတာမို့ကျွန်တော်လာကျွန်တော်တက်တကယ်ကျွန်တော်ပြောဆိုကျွန်တော်တက်တကယ်ကျွန်တော်အဲ့လိုတည်တာမို့ဒါပေမဲ့ကျွန်တော်အမြင်က attitude ဘိုင်းရပါဘောနော်ဒါသူ့အနေနဲ့ နောက်တန်းကိုတောင်းတောင်းပြန်လိုက်လို့မရှိဘူးရှေ့တန်းမှာသူနေတယ်သူလို့အမေလို့ကိုရောရှေ့မှာတာဝန်ကြီးအောင်လှုပ်ဆောင်တယ်ဒါပေမဲ့ Rashford တို့လိုပဲဒါခန်းစစ်ကိုကူတာကြီးနဲတယ်လမ်းလျှောက်နေတာကြီးများတယ်ပြောချင်တာပြ Liverpool ပြည်သက်တယ်အဲ့ဒါကိုလက်ခံလာအဲ့ဒါဆိုရင်တော့ Ravelio ကဒီနေရာမှာတခုပြဒါပေမဲ့လက်ရှိမှာ Liverpool သင်းနေနေခုနရှင်းရှင်းလေး DS ကိုဒီနေ့ New Year ဒီမှာသူတို့အနေနဲ့လွယ်လွယ်ကူကူလုံးဝထွက်ခွာခွင့်မပေးမှာမဟုတ်ဘူးလို့ကျွန်တော်က100%ပြောရဲတယ်ဒါကြောင့်မလို့ခုနကတချို့ကြတာဟာကိုရီးယားတန်း60ခေါ်တာပဲအခုလက်ရှိမှာဒါ Barcelona သင်း ဒီညမှာရည်ရဲ့ trick တစ်ခုပြပြမယ်လီဗာပူးတင်းကဘာစလုနာကိုဒါယူရိုတန်း60ခွဲဆိုရယ်ဘာစလုနာတင်းယူရိုတန်း60မပေးနိုင်လို့ခေါ်တာဖြစ်တယ်ရှင်းရှင်းလေးဘာစလုနာတင်းလည်းအခုလက်ရှိမှာဒါပုံမှန်လေးပြသူတို့အနေနဲ့အခုဒါကျွန်တော်တို့သူတို့ရဲ့ငွေကြေးရတည်ငြိမ်သွားတယ်ဆိုတာမှတ်ပေးမယ်သူတို့လည်းအခုလက်ရှိမှာကစားသမားတယောက်ကိုယူရိုတန်း60ပေးပြီးခေါ်ယူနိုင်တဲ့အနေအထားတယောက်ကိုအရင်ကြီးရောက်နေတယ်ခေါ်မင်းဆိုတော့ဒါကျွန်တော်မာကီဆိုင်ငင် impact ဆိုင်ငင်ဆိုတဲ့ပုံစံမျိုးကိုသူတို့နေလုပ်ဖို့ရှိအဲ့တော့ လီဗာပူးတင်းဘက်ကတော့ကျွန်တော်တို့ယူရိုတန်း60ဆိုတာဒါကျွန်တော်ကောလာဟာလာဇီးပဲကြက်ကတကယ်နဲ့လီဗာပူးဒီဇီးတတ်မှတ်လားမတတ်မှတ်လားဒါမသိဘူးဒါပေမဲ့လူးဝစ်ဒီယက်မှာအခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးမရှိရတဲ့ကြောင့်မို့လီဗာပူးအသင်းနဲ့လူးဝစ်ဒီယက်ကိုဈေးကင်နေနေရမှာဒါကူပဲဈေးကင်သွားမှာအဲ့တော့ရှင်းရှင်းလေးလူးဝစ်ဒီယက်ကိုဒါကျွန်တော်တို့ဘာစနာဒီဇီးမပေးနိုင်မှန်းသိလို့တို့တို့နေဒီဇီးခေါ်ခဲ့တယ်လက်ရှိမှာကျွန်တော်အမြင်က left wing ရဲ့ market အရာကိုလီဗာပူးအသင်းနဲ့ဒီကစားသမားကို လွယ်လွယ်ကူကူနဲ့ရောင်းသွားမှာမဟုတ်ဘူးလို့ကျွန်တော်ရဲ့ပုတ်ကူရေးရမှာကျွန်တော်မြင်တယ်100%အဲ့တော့ Louis Diaz ကိုလက်ရှိမှာမြင်ရတယ်ပေမဲ့ Cody Gakpo ရောကျွန်တော်မြင်ကြည့်တာဘုံလက်ရှိမှာ Liverpool အသင်းရဲ့ပြိုင်ပွဲတွေအနေနဲ့ဒါ Champions League ကို Premier League ကိုတကယ်တမ်းလူကျင်တယ်ဆိုရင်တော့ လူဘဝူးတင်ရဒီနေရာမှာနှစ်ယောက်လောက်တနေရာမှာနှစ်ယောက်လောက်ရှိမှရပါမန်ချက်စတာစီးတီးဒါကြောင့်နောက်ပိုင်းတွေတကူပြန်ကြည့်ဒါကျွန်တော်တို့ကျွန်တော်မြင်ကြည့်တာပေါ့နော်ဂျားထဲမှာ Chelsea တဲ့တင်ကလွင်ဒါကျွန်တော် Real Madrid ဖလားယူတဲ့နှစ်တွေမှာဒါကျွန်တော်တို့ Manchester City travel ယူတဲ့နှစ်တွေမှာ Champions League ရကျင်နေဆိုရင် squad ကနှစ်ယောက်စာကောင်းနေမှာအဲ့တော့ Liverpool တင်ရဒီနေ့မှာကျွန်တော်မြင်ကြည့်တာပေါ့နော်တို့အနေနဲ့ အသင်းကရောင်းတဲ့ကစားသမားဆိုတော့နောက်မှ backup plan ရှိလို့ရောင်းတဲ့ကစားသမားကလွင်သူတို့နေသူတို့ရဲ့အဓိကကစားသမားတွေကိုရောင်းဖို့အတွက်နေတယ်ကိုဒီကကိုရဲ့လီဗာပူးတင်းနဲ့ဒီနှစ်မှာဒါစိတ်မဝင်စားသေးရောင်းဖို့စိတ်မဝင်စားသေးဘူးလူချိုကိုလည်းလောင်းဖို့စိတ်ဘာလို့ဆိုတော့ left wing market ကခုလိရှိမှာတော်တော်လေးကို hash ဖြစ်တယ်တိကျတယ် left wing market ကခုလည်းရှိမှာ blue ရှိတယ်ဒါပေမဲ့ ravelia ကိုရှိမယ် lia ကိုတော့မှလက်ရှိမှာ ac milan ကဘယ်ဈေးခေါ်မလဲတော့အကုန်လုံးမှန်းလို့ရအကုန်လုံးတွက်လို့ရတဲ့အခြေအနေတခုမှရှိတယ်ဗျာတိလာကျွန်တော်ပြောတာအဲ့တော့ပြောချင်တဲ့အတိတ်ဘယ်ကဒါမျိုးကိုပြောချင်တယ်အဲ့တော့ left wing ကနာမိထားအဲ့တော့လက်ရှိမှာ liverpool တင်းနဲ့ e set နဲ့ viable ဖြစ်တယ် ကျွန်တော်ပြောခဲ့သလိုပဲအီဆက်ကိုတိုင်ကလီဗာပူးတင်းကိုဒီနှစ်မလာဘူးလီဗာပူးတင်းနောက်ဆုံးပတ်စံပေးပြီးခေါ်နိုင်တယ်ဆိုရင်တော့ဒီနှစ်မှာအီဆက်မလာဘာကြောင့်လဲဆိုတော့အီဆက်အနေနဲ့ gentleman agreement အီဆက်ကျွန်တော်မြင်ကြည့်တာပေါ့နော်အီဆက်ကဒီ gentleman agreement ကိုဖျက်မဲ့ကစားသမားမဟုတ်ဘူးအီဆက်အနေနဲ့ခုလက်ရှိမှာ gentleman agreement ကိုဒါ new cast နဲ့ဂျားတဲ့ကဥစ္စာသူ့အနေနဲ့ဒါ honor လုပ်လိမ့်မယ်ဒီကြော်တကူကဒါကျွန်တော်ညုကဆဲဒါမင်းနှစ်ခြေစွမ်းပုံမှာမူတီဘီအီဆက်လာမယ်မလာဘူးဆိုကျွန်တော်အနေနဲ့မြင်မိရတဲ့မှာပါတယ်ဒါကကျွန်တော်ရဲ့အမြင်တကူအဲ့တော့အီဆက်ကိုလက်ရှိမှာလီဗာပူးတင်းနေတာငွေရေးကြီးအရာကိုတကယ်ဝင်နိုင်မလား ငွေကြေးရဆိုလီဗာပူးကမဝင်နိုင်တဲ့ကြောင်းပဲဒါပေမဲ့ PSR နဲ့ FFP စီးမြင်စီကဲနေကြောင်းမလီဗာပူးတင်ကတော့ ISAC ကိုဒီနှစ်မှာဝယ်ယူခြင်းကိုရှောင်ကျဉ်သွားမယ်လို့ဒါကျွန်တော်လက်ရှိဒါသတင်းတွေရ Bleacher တို့ဘာလို့ရကျွန်တော်သိရတဲ့အချိန်မှာပါတယ်ဘောနော်ပြောချင်တာကလီဗာပူးအသင်းနေတဲ့ခုလက်ရှိမှာ ISAC ရဲ့ဒါအပြောင်းရွှေ့ကိုကျွန်တော်ခဏလို့မေးလို့ရတယ်မှာပါတယ်ဒါဂါကြီးအမှန်တမ်းပြောမစို့ဂါကြီးရဲ့အပြောင်းရွှေ့ကတကယ်တမ်းလီဗာပူးပြည်တယ်ကသဘောကျတယ်လက်ရှိမှာလီဗာပူးတင်တဲ့ Jared Kwanza ကိုဒါအသင်းကရောင်းဖြစ်ခဲ့မယ်ရောင်းဖို့လည်းသိကြတဲ့အချိန်မှာဒါ Homegrown တယောက်ကိုအသင်းကပြန်ထည့်မယ်ဆိုအကုန်လုံးကစိတ်ဝင်စားဘလို့များခေါ့မယ်လက်ရှိမှာ Premier League မှာ home goal တွေအများကြီးရှိပါတယ်။ဒါပေမဲ့ကျွန်တော်ထင်တာမဂါကြီးနဲ့ချိတ်ဆက်နေတာ Liverpool တင်းနဲ့မှန်ပေမဲ့ပုံကိုကြီးကချိတ်ဆက်မှုတွေရှိခဲ့ပေမဲ့တစ်ဖက်က Crystal Palace ကပေါင်တန်း60နဲ့65တန်းဈေးတောင်းမှာဖြစ်ကြောင်း Liverpool တင်းနဲ့အခုလက်ရှိအချိန်မှာဒီကစားသမားကိုဒီဈေးပေးပြီးခေါ်မယ်လို့ကျွန်တော်ကမတင်ဘူး။အဲ့တော့ Liverpool တင်းနဲ့ခွန်စာကိုမွေးထုတ်ပေးခဲ့တယ်လို့အာဒီဆော့နေတာကျွန်တော်ထင်တဲ့ home grown တယောက်ကဒါ Academy ကပဲစွဲတင်လောက်မယ်လို့မြင်နေ။အဲ့တော့ Liverpool တင်းနဲ့နောက်တဲ့ကစားသမားကြီးခေါ်မယ်ဆိုရင်တော့လက်ရှိ budget အရပြန်စစ်စမ်းပတ်စံမရှိလို့မဟုတ်ဘူး။လက်ရှိဒါကျွန်တော်ငွေကြီးစီးမြင်စီကတ်နေကြောင်းလို့ Liverpool တင်းနဲ့အခုလက်ရှိမှာငွေကို ချင်းချင်းပြီးသုံးရတော့မယ်တို့တွေလည်းကျွန်တော်သုံးမယ်ဆိုရင်တော့လာမယ့်ဒါဆောင်းရသည်ဒါမမှုနွေရသည်မှာပြန်တော့သုံးလို့ရမယ်ကျွန်တော်မြင်ရပြောမှာဆိုအစ်ဆက်ကိုဒါကြောင့်မို့လို့အခုချိန်ကလေးကချိတ်ဆက်နေတယ်ကျွန်တော်အနေနဲ့ပြောလို့ရတဲ့ချိန်တွေတခုဖြစ်တယ်အဲ့တော့ဒါကလက်ရှိမှာ tier 1 journalist တွေကို tier 2 level tier 3ပတ်ချလေးမှာကျွန်တော်ဒါလိလာထားရဆိုတဲ့ခင်ဗျားတို့ပြပြရပြီအဲ့တော့ ကျွန်တော်မြင်ရပြောမှာလီဗာပူးတင်တာမီလိုကရာကက်စ်ကနောက်ဆုံးခေါ်ယူမှုတစ်ခုမဖြစ်နိုင်ဘူးဆိုရင်တော့မှ statement ဆိုင်ငယ် superstar ဆိုင်ငယ်တွေကဒီနားမှာတင်ပြီးသွားလောက်ပဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်ခေါ်မယ်ဆိုတော့35တန်းနဲ့25တန်းနဲ့40တန်းပတ်ချာလေဝင်းညင်လောက်ပဲခေါ်မယ်လို့မြင်တယ်ဂါယူကတော့အဲ့စင်းနဲ့မရနိုင်ဘူးလို့ကျွန်တော်အနေနဲ့မြင်မိပါဘူးဆို Crystal Palace ကိုယ်တိုင်ကအခုလက်ရှိမှာ Europa League ဝင်ခွင့်နဲ့တေချာလောက်နီးနီးဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်လို့ဒါတို့အနေနဲ့ရောက်မှာမဟုတ်ဘူးလို့မြင်တယ်ဒါလောက်ပဲဘလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာချင်းလို့ဆိုတော့အောင်ကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြ ပါနေပြအောက်က comment တွေထဲမှာလေး youth sport media 3.0ဆိုတော့ TV4 ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေး clip ဖို့မမေ့ကြပါနဲ့ဗျမြန်မြန် clip မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တူကြတာပေါ့ TV4 ဗျ